အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကားဆိုရဲ့ဥပဒေဇာလမ်းများအကားဆို official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကနေဒီနေ့မှာတင်ဆက်ပေးဖို့ရေးချထားတဲ့ဇာလမ်းကောင်းလေးကတော့ဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့စုံဒီဥပဒေနဲ့ တတခုတော်တော်ဆူဆိုတဲ့အတွဲတစ်စာစဉ်၄၅ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရခင်ဗျာဒီဇယ်လန်လေးကိုတော့ကျွန်တော်လင်ကောင်းကျော်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇယ်လန်လေးကိုမတင်ဆက်ပေးခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြရဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်ရင်အားပေးကြပါဦးနော်တရက်တော့ကျုံးတဲ့ဥပဒါနဲ့ကရာတဲ့တဲလေးမှထိုင်ပြီးတော့စကားပြောနေကြတော့လူတယောက်ကတင်းနှောင်းကိုရောက်လာတဲ့ဗျအဲ့လူရဲ့နာမည်ကကိုအုံးခင်တဲ့ဗျကျုပ်တို့ရွာသားပါပဲဗျ ဥပဒါတော့စကားပြောရင်းနဲ့ကိုအောင်ခင်ကိုမြင်တော့အော်ဟေးအောင်ခင်ဟိုမင်းရောမတေးတာကြာပါပြီကောမင်းဘဲသားနေလို့လေကွာရာထဲနဲ့အထွက်သွားတဲ့ကိုအောင်ခင်ကလည်းရာထဲတဲကိုလှမ်းဝင်လာရင်းနဲ့ဟုတ်တယ်ဥပဒါကြီးမတွေ့ဆိုကျုပ်အင်းကြီးဘက်ကိုရောက်နေတာဝိုးဗျကိုအောင်ခင်ကလည်းရာထဲတိုင်လေးကိုမှီပြီးတော့လာရက်တယ်ဗျဟိုအင်းကြီးဆိုတော့ဘယ်အင်းကြီးလဲဗျအာကွာလက်ကောင်ပါလေ ဘယ်အင်ဂျင်ရှိရမှာလဲကွာကိုယ်ကောက်အင်းရဲ့မြောက်ဘက်ကအင်ဂျင်လေကွာကျုပ်တို့ပြောဆိုနေတာကိုဥပဒါလဲခေါင်းတင်းညင်းညင်းနဲ့ကြည့်နေရင်ဟိုအင်ဂျင်မှာဘာသွားလောက်ထားလဲကွာဩဒီလိုဥပဒါရဲ့အင်ဂျင်ရွာရေကျသွားရင်လုံးမြေနေပေါ်တယ်လေဗျာအဲ့ဒီလုံးမြေတွေပေါ်မှာကိုင်းဆိုင်ကြလေလေဟိုကျုပ်တငယ်ချင်းတယောက်ကကိုင်းဆိုင်တာအဆင်ပြေတယ်ဆိုတာနဲ့ဒီနှစ်တော့ဒီကောင်နဲ့လိုက်သွားပြီးတော့ကိုင်းသွားဆိုင်နေတာဗျဟာကောင်းသားပဲကွာဟိုအဆင်ရောပြေတယ်မဟုတ်လား ဒီလိုပါပဲဥပဒါရဲ့စိုက်ပျိုးရတော့အဆင်ပြေပါတယ်ဗျအဲနှုံးမေနုတွေဆိုတော့မြေစီရလည်းတိတ်ကောင်းတာဗျအဲမပြေတာတော့ကုန်းခေကစကားဆက်မပြောသေးဘဲနဲ့သူ့အုပ်ထုံးနဲ့သူ့ကိုယ်သူရက်ခတ်နေသေးတယ်ဗျကျုပ်ကလည်းဒါမျိုးစုံမရဘူးဗျတိတ်တည်ကျန်တာမဟုတ်လားဟိုမပြေတာကဘာလဲဗျမပြေတာကတခိုးတိတ်ပေါ်တာကွာဟာဒါတော့ကြောက်ကြဘူးတယ်ဗျဟိုအဖေတို့အရင်ကခဏခဏပြောတယ်ဗျ အင်းကြီးရွာတို့၊ကွေးကောက်ရွာတို့ဆိုတာလူစိုးလူမိုက်တိတ်ပေါ်တာတဲ့ဗျ။စီးတို့ဘောင်တို့နားမလည်ပဲနဲ့လင့်လစ်တလို့လှုပ်တတ်တဲ့လူတွေတဲ့ဗျ။တခိုးပေါ်တာကတော့ပြောမလီပါနဲ့အလက်ကောင်ရာ။အင်းကြီးရွာလူတွေကဒိုးကိုင်းလှုပ်တဲ့တဲရင်စုတွေကိုဆင့်ဆင့်ပြီးတော့ခိုးကြတာကွ။ခိုးတာလည်းဘာမှမရှောင်ဘူးဟေးအောင်ကြီးတွေ့တာခိုးတာဟာ။ဘာမှခိုးစရာမရှိရင်တော့တောင်းနေပလုံးနေအနောက်ပြီးတော့ပခုံးနေကောင်းခုတဲ့ပစိုးစုံကအစားခိုးတာပါဆိုကွာမင်းအားလေ။ဘာမှမရရင်တော့ကိုင်းနဲ့ဆင့်ပြီးတော့အပင်တွေကိုခိုးနှုတ်ကြသေးတယ်ကွ။ အပင်တွေကတီးလို့ပွင့်လို့ခိုးတယ်ဆိုရင်တော့ထားပါတော့ကွာအခုကတမင်ဖြက်လို့ပြစီလှုပ်ထားကွာအေးအဲ့ဒီရောလူတွေကဇာရိတ်ကမကောင်းဘူးလို့ပြောရမှာပေါ့ဩခင်ရဇာရိတ်ကမကောင်းချက်ကတော့သူများပြစီကိုပြစီလို့ထင်နေတာဗျမိသွားရင်လည်းခိုက်ပြောင်ပြောင်းပဲဗျအမေမချေမငိုင်ပြောရင်တို့ကပဲရိုက်မယ်ပုံမယ်လို့လို့တို့ကိုပြန်ကြောက်နေရတယ်တနေ့တနေ့မပြောင်းတဲ့ပြစီကိုမရှိဘူးအခုတော့ငါဖျားပြန်ထားလို့ရွာကိုပြန်လာပြီးတော့ဈေးကူတာဗျာ ဟိုပြန်သွားရင်တဲတလုံးလုံးများပြောင်းနေမလားမသိဘူးခတ်ထားပဲဟိုကိုုံးခေကတဲကိုဒီနိုင်ထားခဲ့တာလားဗျတခိုးတွေအတွက်စိတ်ကြိုက်ဖြစ်သွားမှာပေါ့ဟာမိမနဲ့တာကြီးရှိတယ်လေကွာဒီတိုင်းထားခဲ့လို့တော့ရမလားကွာခိုင်းနေရသီးနှံနေရပေါ်တော့မယ်ဆိုတော့ငါလည်းပြန်ကျင်းနေပြီကွာအမလက်ဖန်တစ်ပတ်ခါတော့တော့အင်ဂျင်ပြန်မယ်ဟိဒီတိုင်းဆိုရင်တော့အင်ဂျင်ရွာသားတွေကတော်တော်ဆိုးဆိုးပဲဗျအဲအုံးခင်မင်းငါတခုပြောပြမယ် ေးဇာရိတ်ညံဖင်းတဲ့လူများတဲ့ရွာဘတော်မှမကြည်ပါဘူးတဲ့အုံးခင်အော်ဟုတ်တယ်ဗျဒါကြောင့်လည်းအင်းကြီးရွာဟိုးရင်ကလေးကလည်းခက်သေးသေးအခုလည်းခက်သေးသေးပဲသူတို့ရွာအလုပ်ဖြစ်နေတယ်ဆိုတာလည်းနှုံးမြေတွေမှာစွန်စားပြီးတော့ကိုင်းလာဆိုင်တဲ့လူတွေကြောင့်ဗျသူတို့ကအဲ့လူတွေကိုအမိသေးပြုပြီးတော့စားအောင်နေရတာကျုပ်ကလည်းဥပဒါကိုကြည့်လိုက်ပြီးတော့ဟိုဥပဒါကုန်းခင်ကြီးလည်းတနာပါတယ်ဗျ။ဟိုထားနေဥပဒါ။တခိုးအင်ကိုမလာတဲ့နီးတခိုးမကက်တဲ့နီးတွေပါတယ်မရှိဘူးလားဗျ။ ကျုပ်ကမေးလိုက်တော့ဥပဒါကြီးကလည်းတွေ့တွေ့ကြီးစဉ်းစားနေတယ်။အော်ရှိတယ်ကွာရှိတယ်။ဟိုရှင်းမြတ်မကြီးတည်းတုံးခဲ့တဲ့နီးတစ်ခုတော့ရှိတယ်ကွာ။ဥပဒါကပြောလိုက်တော့ကိုုံခင်ရဲ့မျက်လုံးတွေကလည်းအယောင်လက်သွားတယ်ဗျာ။ဟောဟုတ်ဟုတ်လားဥပဒါ။ဟိုဒါဆိုရင်ကျုပ်ကအဲ့ဒီနီးပေးပါလားဗျာနော်။ဥပဒါကလည်းယူနေတဲ့ကြိုက်ကိုမော့သွားလိုက်ပြီးတော့ပလုတ်ချင်းပြီးတော့တဲနောက်ဖက်ကိုထွေးထည့်လိုက်တယ်ဗျ။ပြီးတော့မှဥညိုခင်မှာသုတဝေကြီးရန်စီစီတဲ့ကွာ။ ဥပဒါပြောတာတွေကိုနားထောင်ပြီးတော့ကျုပ်ကမျက်မှောင်ကျုပ်လိုက်မိတယ်။ဟုတ်ပါလေဥပဒါရဲ့ဦးညွတ်ဟာသူမိမမခင်ပါကိုကိုတူးတာနဲ့တွဲပြီးမြင်လိုက်လို့ရန်လုံးတယ်လို့ပြောကျင်လာတာ။ကျုပ်ထပြောတော့ဥပဒါရဲလိုက်တာပြောမလီပါနဲ့တော့ဗျာ။သူ့ဘိုက်ကို သူဖိပြီးတော့ရဲနေပါရော။အခဏကြာတော့မှစကားဆက်ပြောနိုင်တယ်ဗျာ။အလက်ကောင်ရမင်းမင်းကတော့ပေါက်ကြရတယ်အကုန်တွေးတတ်တယ်ကွာဒါရှေးလူကြီးတွေမှတ်သားခဲ့တာကွာ ကျုပ်ကိုလှောင်ရည်နေတဲ့ဥပဒါကိုကျုပ်ကလည်းမျက်စောင်းထိုးလိုက်တယ်ဗျ။အိုးဗျာအဲ့ဒါပဲပြောမလို့လေ။အဲ့ဒီရှေးလူကြီးတွေကိုလည်းကျုပ်ကသိမ့်မုန်းတာပဲဗျ။အော်မေးမစီမဆိုင်ကွာရှေးလူကြီးတွေကိုမုန်းတယ်လားကွာကဲဆိုစမ်းမအောင်ကွာဘာဖြစ်လို့မုန်းတာလဲဟုတ်တယ်လေဗျာဟိုတကုတ်ကိုလင်္ကာတွေဘာတွေဆက်ပြီးတော့သကဝက်လိုလိုပဟေဒီလိုလိုနဲ့လှုပ်တက်သေးတယ်မဟုတ်လားဟိုနေ့ကပဲပုံမြင်တပုတ်ဖက်ကြည့်တာဟိုအဖေကသားသောင်းယောက်ကိုခေါ်ပြီးတော့တရားတကြီးဆောက်ပါအိမ်လောက်ဖေးဈေးတိုင်တယ်ပါ ခေါင်းတရသားကိုစားပါဆိုပြီးတော့မဟုတ်ကဟုတ်ကတွေပြောတယ်ဗျာဒီတော့အရှိရသားနှစ်ယောက်ကအဖေစကားကိုလိုက်လို့ရင်းနဲ့မွေးသွားကြတယ်မဟုတ်လားသားသမီးတွေကိုဒန်းတူချစ်တယ်ဆိုရင်သားသုံးယောက်လုံးကိုအိမ်တော်ဘေးမှာဟင်းသီးရဲစိုက်ကွာအငါတေးသေးမောင်မလေးတွေကိုစားပစိုးကိုတနေ့သုံးကလှည့်ပြီးတော့ဝိဒီလိုမျိုးကောင်းကောင်းမွန်မွန်ပြောလိုက်ရင်သားသုံးယောက်လုံးကအဆင်ပြေမသွားဘူးလားဗျာအဲ့ဒါအဲ့ဒီဖိုးကြီးအသုံးမကြတာဗျာသူ့ကိုကရှေးတာဟာအလက်ကောင်ကလည်းကွာဒါပုံမြင်ပါကွာညာရှိတဲ့လူကသူများတဲ့တပန်းသားတွေဆိုတဲ့အကြောင်းကိုပြောကြင်တာပါကွာ ။"အိုးဘာဖြစ်ဖြစ်ဗျာဒီဖိုးကြီးမကောင်းတာ။အခုလဲဥညိုခေမှာဆိုလားအလုပ်ပြန်ပြီ။ဒါတော့မင်းပြောသလိုဘယ်ဒီမဟုတ်ပါဘူးကွာ။တို့ဘာမှအယူဆရမိဖက်ရန်ဘဲဆိုတာရှိတယ်ကွ။အခုပြောတဲ့ဥညိုခေမာတူတဝေကြီးဆိုတာရံဘတ်တီကိုပြောတာအေးဒီမှာမှတ်ထားဟိဥညိုဆိုတာတနင်္ဂနွေနဲ့အင်္ဂါဆိုတာရံဘတ်ပဲကွအေးခေမာဆိုတာတနင်္လာနဲ့ကြာသပတေးကမတည့်ဘူးတဲ့တူတဆိုတာတော့တောက်ကြနဲ့စနေပေါ့ကွာ ဝေကြီးဆိုတော့ဘုဒ္ဓဦးကျမတည့်ဘူးလို့ပြောတာအဲ့ဒါနဲ့တခိုးနေကဘာဆိုင်လို့လဲဗျာဒီနီးကဒန်နီကြီးကဓာတူနန်တူမိဖက်ယူနန်တူတက်ကအသေးရတဲ့ကအခုပြောတဲ့တိုင်ဆက်ပြောရင်တခိုးဆိုတာတနဲ့ခါပေါင်းထားတာလေအတနည်းအားဖြင့်ပြောရရင်တော့တဆိုတာတောက်ကြခဆိုတာတနည်းလာမဟုတ်လားဟုတ်တယ်လေဗျာအေးအဲ့ဒီတခိုးမလာအောင်ဆိုရင်ရံဘက်တန်းနဲ့ရိုက်ထိုးရတယ်ကွာအခုနကစာချိုးအရာတောက်ကြရဲ့ရံဘက်ကဘာတော့ကွာအဲဥညိုခေမှာတူတ အဲတူတာဆိုတော့တောက်ကြရရန်ဘက်ကစနေပြစနေအေးခိုးဆိုတဲ့တင်းလင်းလာရန်ဘက်ကရောအခေမာဆိုတော့ကြာတာပရိပေါ့ဗျာဟုတ်ပြီဒါဆိုတခွေရရန်ဘက်ကစနေနဲ့ကြာတာပရိဟုတ်တယ်မဟုတ်လားအဲဒါပေမဲ့ဒက်သဘောအရာမလာသေးခြင်းတဲ့တက်ကိုနန်တူသွားရိုက်လို့မရဘူးကွကတ်ကင်းရရတယ်အကတ်ကင်းအသက်ပြင်းတယ်ဆိုတာကြားဘူးတယ်မဟုတ်လားအဲဒါကြောင့်စနေကြာတာပရိကိုကတ်ကင်းအနေနဲ့ကြာတာပရိစနေရရတယ်ကွကကင်းနေအသက်ပြင်းနေလုံးမလီပါနဲ့ဥပဒါရအဲ့တော့ကိုုံးခင်ကဘာလို့အောင်ပါလဲဗျ ေဂျာနာပရင်းဆိုတော့ပပပပမကွာစန်ဒီဆိုတော့တထဒဒနာပေါ့အော်ဒီတော့ဒီငကူလုံးပါတဲ့အသားကိုရှာလိုက်ရင်ပထောက်သားလို့တွေ့ရမယ်ကွာကိုုံးခင်ကလည်းအားတဲ့တယောနဲ့အော်ပထောက်သားဟုတ်တယ်ဗျာဟိုဥပစာကြီးဘာဆက်လုံးအောင်လဲဗျာအေးတခိုးမလာအောင်လို့ကကင်းငါချက်အစီရင်ဆိုတာရှိတယ်ကွာအရင်ဆုံးဘဘူးထူရမယ်အဲအခုခေတ်တော့ဖျားဆောင်တဲ့နေပါဒီမှာဘဘူးလုပ်ငန်းနေရှိတယ်ကွာလူကျင်တဲ့အသားကလည်းသူတို့စီမှာရတော့ဟန်ကြတာပေါ့ကွာအေးအရင်ဆုံးပထောက်သားနဲ့ဗထုံးပုံထူရမယ် ဘရုံးဆိုတာလဲဂျာတာပရိစနေပဲလေပြီးရင်ဘရုံးရဲ့ဝမ်းထဲမှာအပေါက်ဖောက်ပြီးတော့ဗဒားထည့်ရမယ်ဗဒားဆိုတာလဲဂျာတာပရိစနေပဲအပြီးရင်တော့အဲ့ဒီပေါက်ကိုဗဒိုင်းသားနဲ့ပိတ်အင်းရဲ့ဗဒင်းပေါက်အပေါ်မှာချိတ်သားထားလိုက်စမ်းကွာမင်းပြောတဲ့တခုလာအိုလာရဲမှာတော့မဟုတ်ဘူးဥပဒါပြောတဲ့မျိုးကိုကျောက်ကလည်းလက်ချိုးရေးတွက်ပြီးတော့ဟိုဗဒောက်ဗဒုံဗဒားဗဒိုင်းဗဒင်းဟာအားလုံးကဂျာတာပရိနဲ့စနေတွေကြီးပါပဲလားဗျာအေးဒါရှေးလူကြီးတွေတုံးတဲ့နီးကွာ ရှေးလူကြီးတွေကတသားအိမ်တွေဘာတွေဆောက်ရင်ပရင်ပေါပေါ်မှာပရုံးပုံတွေထုထားတာမင်းတို့ရှေ့အိမ်တွေရောက်ရင်တော့မြင်ဘူးကြလိမ့်မယ်လေအဲ့ဒါအလကားအလားလုပ်ထားတာမဟုတ်ဘူးကွအင်္ဂလိပ်ခေတ်ကတောင်ကူဘက်မှာတထေးကြီးတယောက်ရှိတယ်ကွအဲသူ့ကိုလူတွေကတကားဖွင့်တထေးလို့ခေါ်တယ်အိမ်ထဲမှာရင်နာတွေလက်ဝက်လက်စားအသုံးဆောင်တွေကိုဒီတိုင်းယူထားတာတခါမှလည်းသူ့အိမ်ကိုတကားပိတ်တယ်လို့မရှိဘူးတဲ့ကွဒါတော့မှသခိုးသွားကမကတ်နိုင်ဘူးဆိုပဲသူ့အိမ်ကိုခိုးမယ်ဆိုပြီးတော့ကြံတာနဲ့အကြံပြက်ရောပဲကွအော်ဒါဆိုဒီစင်အတိုင်းစင်ထားတာပေါ့နော် ေးဘောကွာလက်ကောင်ရ။ဦးသားဆိုဒီတရေအရဘာဆက်ဖြစ်သွားတဲ့ဗျ။အေးခင်မကောင်းတဲ့အချိန်မှာတပြားတည်းခံရလို့တိန်လုံးပြောင်ပြီးတော့တရေရလည်းသေသွားတာပဲကွာ။ဟာဗျာဥပဒါတော့လုံးတော့မယ်ကျုပ်ကအကောင်းမတ်လို့။ဟာ तू ကသခိုးပြေးစီရင်ပဲလှုပ်ထားတာလေဓမြပြေးလှုပ်ထားတာမှမဟုတ်တာကွာ။ဥပဒါအာဘာရေတော့တယ်ဗျကိုုံးခင်ကတော့ခေါင်းချိန်ပြီးတော့အဟုတ်ပြီဥပဒါရကျုံကအင်းချိန်မပြန်ခင်မှာမနေ့ဖန်မြိုင်းသားကိုတက်မယ်ဗျာ ရှင်မင်းတဖျားဗဘူးဆိုင်နေမှာဥပဒါပြောတဲ့အတိုင်းဘရုံးရောက်ထုပြီးတော့စန့်ကြည့်မယ်ဗျလှုပ်လိုက်စမ်းပါကွာစန့်ကြည့်လိုက်စမ်းပါဘရုံးရောက်ပြီးတော့မှမင်းအိမ်ကိုသခိုးလာခဲ့ရင်ငါလည်းဦးလာဖျက်ဟုတ်မလားဂုံးခင်တယောက်ကလည်းပျော်ရှင်သွားပြီးတော့ခြေလန်းကြဲကြီးတွေနဲ့ယာတွေကနေထွက်သွားပါဦးဗျအနောက်တနစ်မနဲ့အစုံကြီးကလာသားကောင်းကိုမြင့်တယောက်ကအိမ်ကိုရောက်လာပါလိမ့်ရောဗျအပြေးတစ်ပိုင်းနဲ့ရောက်လာတာဗျခြံရှိကလေးကအတန်ရှည်ဆွဲပြီးတော့អော်ပါလိမ့်ရောတကြီးရေပါသွားပြီပါသွားပြီဗျ ဟေ့ကောင်ကမင်းမင်းအဆုံးမရှိအစားမရှိနဲ့မင်းကြည်တော်ကြီးပါသွားလာလားကွ။အော်တကြီးကတော့လှုပ်ပြီးပါသွားတော့ရောင်ကြောင်းဆရာတော်ဗျ။ဟေးဟိုရောင်ကြောင်းဆရာတော်ကဘယ်ကမှမခိုးသွားတာလေကွ။အော်တကြီးကတော့ကိုလိုရာတွေဆွဲနေနေပြန်ပါပြီဗျာ။ရောင်ကြောင်းကိုတခိုးကက်လို့ဗျ။အခုရောင်ကြောင်းကစင်းတူတွေပျောက်သွားပြီအဲ့ဒါတကြီးကိုလာပြီးတော့အကြောင်းကြားတာဗျအဖေကလည်းငေါခနဲ့မတည့်ထားရဲ့လိုက်ပြီးတော့ဟာဘလို့ခွေးတခိုးကခိုးသွားတယ်လေကွာအေးအေးငါလာပြီးခဏပဲဆော့ အဖေနဲ့ကိုမြင်နေရအိမ်ကနေခတ်တုံးတုံးနဲ့ထွက်သွားကြတယ်အဓာမျိုးကြတော့ကျောက်ကလည်းမတီးလို့မဖြစ်ဘူးမဟုတ်လားဗျဒါနဲ့ပဲသူတို့နောက်ကနေခက်မဲ့မဲ့ပြေးလဲခဲ့ပါလေရောမနေ့ကျောင်းနိုင်တော့မထိုးသေးဘူးဗျရောဦးကျောင်းမှာလူတွေကစီကားနေပြီဗျကျောင်းတဲ့သဲထောင်လေးကားရဲ့မှာလူတွေကိုအုံခဲနေတာပဲဗျကဲအားလုံးဘေးပဲကြဟိသကြီးလာပြီကွာသကြီးလာပြီလူတွေကလည်းရှဲသွားကြတယ်ဗျကျောက်ကလည်းလူတွေရားတွေကိုတိုးသွားပြီးတော့ဘာများလဲလို့သွားကြည့်လိုက်တော့ အမလေးချေးပုံကြီးဗျာယူနေရကောင်းလိုက်တာလူတွေကကြောက်ကိုကြည့်ပြီးတော့ဝိုင်းရကြတယ်ဗျကြောက်ကလည်းလူတွေဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ဟိုခမားတို့ဗျာချေးပုံဒီလောက်တော့အုံခဲပြီးတော့ကြည့်နေအောင်ချေးပုံမမြင်ဘူးလားဗျအာလက်ကောင်ကလည်းဒီချေးကတာမန်ချေးပုံမဟုတ်ဘူးကွာဟိုတာမန်ချေးပုံမဟုတ်အောင်ရွှေပုံနေစားပြီးတော့ပါထားတဲ့ချေးမို့လို့လားဗျာဟေးကောင်မင်းငါတို့ကိုပတ်မရနဲ့မင်းအလုံးနဲ့သိချာကြည့်ချေးပုံကတော်တော်နန်းတာဗျာ ကျုပ်ကလည်း၎င်းကိုလမ်းနဲ့ညှစ်ပိတ်ပြီးတော့တေချာကြည့်တော့မှချေးပုံရဲ့အပေါ်တဲထဲမှာအမွှေးတံတို့အတူလေးတချောင်းကိုတွေးလဲရတယ်။ပြီးတော့ချေးပုံအောင်မှာလည်းအဖြူအောင်ဆက်ကူလေးတစ်ခုလိုပဲဗျ။ဟောအေးဗျ။ချေးပုံကထူးဆန်းနေတယ်။အေးအဲ့ဒါတခိုးကအိမ်မွေချသွားတာကွာ။ဥပဒါလည်းပြောရင်းနဲ့အနောက်ကိုကတ်လာတော့ရွာသားတွေကဥပဒါကိုကြည့်ပြီးတော့အနောက်ကိုစုပ်ပေးလိုက်ကြတယ်။အဖေကဥပဒါကိုကြည့်လိုက်ပြီးတော့ဟိုဘလို့ပြောလိုက်တာလဲဥပဒါ။လူတွေအိတ်တော်အိမ်မွေချတဲ့အောင်လန်းဒီတစ်ခုကိုတုံးထားတာသကြီးက။ မယုံရင်အဲ့ဒီခြေပုံကိုဖယ်ကြည့်လိုက်အောက်မှာအင်းတကွက်တွေ့ရလိမ့်မယ်ကျုပ်ကလည်းမယုံတာနဲ့အနားအဝယ်ချမ်းပြားတစ်ခုကိုကောက်ပြီးတော့ခြေပုံကိုမှွေကြည့်လိုက်တယ်ဗျဥပဒါပြောတဲ့အတိုင်းပဲဗျခြေပုံအောက်မှာမှိုင်းကန်ဆက်ကူနဲ့ရေးထားတဲ့အင်းတစ်ခုကိုတွေ့ရတယ်ဗျရေးထားတာတော့တင်းနှစ်သုံးလေးကနန်းတွေကိုအချုံပုံစံလေးတွေရေးထားတာဗျဒီအင်းကိုအိမ်မွေချအင်းလို့ခေါ်တယ်ဗျအောင်လန်းသမားတွေကတော့မိုးလင်းအင်းနဲ့ အဒီအင်းချပြီးတော့အပေါ်အချေးပါပြီးတော့အမွေးတန်ဆိုင်ထားရင်အဲ့ဒီနောက်ကိုရတဲ့လူအဒီဝင်းဝိုင်းထဲမှာနေတဲ့လူတွေကမိုးစင်စင်လင်းတော်မှာနိုးတယ်ဗျအဟုတ်ပါဗျာဟုတ်ပါကျောက်စုံမနေ့ကမနိုးလို့အုံးမောင်းတော်မခေါက်လိုက်ရဘူးဗျเจ้าမော်နေဦးစင်းတပားကလည်းဆင်းလာတယ်ဗျဟိုတကြီးလဲပါလာတာနဲ့အတော်ပဲဗျကဲကဲเจ้าမော်ကိုတက်ပြီးတော့စနေနာကြည့်ပါအောင်အဖေတက်မယ်လို့တော့ရွာသားတွေကပါလေကားကနေတက်ဖို့ပြင်နေဗျဒီခါမှဦးစင်းကနေအောင်ဗျ ခမားတို့အကုန်လုံးတက်လို့ဘဲဖြစ်မလဲ။ဟိုဘာဖြစ်လို့တက်မရတာလဲဦးစင်း။ခမားတို့တက်ရင်ကျောင်းပေါ်ကတခုရဲ့ခြေရလဲရတွေအကုန်လုံးပြတ်သွားမယ်မဟုတ်လားဗျ။အောက်မှာပဲနေခဲ့ကြပြီးတော့မှကြည်ဟုတ်ပလား။အဖေနဲ့လူကြီးချိုးကလည်းကျောင်းပေါ်ကိုတက်ကြတယ်ဗျ။ဥပဒါလည်းကျောင်းလှေကားမှာခုံတဲ့ကိုချုပ်ပြီးတော့ကျောင်းပေါ်ကိုတက်ဖို့ပြင်တယ်။ဦးစင်းကလည်းဥပဒါကိုတက်မခံကျင်တဲ့ပုံစံမှာပဲဗျ။ကျုပ်ကအဖေကိုလက်တို့လိုက်တော့အဖေကဥပဒေမျက်နှာကိုကြည့်ပြီးတော့ခေါင်းညိတ်ပြလိုက်မှဥပဒါအကြောင်းပေါ်ကိုတက်လို့ရတယ်။အကြောင်းကြမ်းမြင်မှခြေရာတစ်ခုကိုတွေးရတယ်ဗျ။ အခြေအားဖျားဆင်းမှုတွေခိုးထားတဲ့ကျောင်းဆောင်ဘက်ကိုဥတီသွားနေတဲ့ပုံပဲဗျဖုတ်ပေးနေတဲ့ခြေရာတွေအတိုင်းကျုပ်တို့ကလိုက်ကျင်နေတဲ့ဖျားကျောင်းဆောင်အနောက်ကိုရောက်တော့ကျောင်းနယ်ဆရာတော်ကနေရာတစ်ခုကိုလက်ညှိုးညွှန်ပြသဗျအဲ့ဒီမှာထားတဲ့၆လမ်းမလောက်ရှိတဲ့ဆင်းမှုတစုပါသွားတာပဲသကြီးရဲ့ဟိုဆင်းမှုကရွှေမိုးလိုများလားဦးသိန်းရဲ့မဟုတ်ပါဘူးသကြီးရဲ့ဆင်းမှုကတက်သားဆင်းမှုပဲဦးသိန်းတို့ကျောင်းမှာရွှေဆင်းမှုမှမရှိတာပဲတေသာကြောင့်ကျေးစင်းမှုတွေကြီးရှိတာပါအကျေးစင်းမှုပြောက်တယ်ဆိုရင်တော့ထားပါတော့ ြေးကကြိုလို့ရသေးတယ်မဟုတ်လားအခုကတက်သားစင်းလူပြောက်သွားတယ်ဆိုတော့တခုခုတော့ထူးသန်းနေတဲ့တကြီးကျုပ်ကလည်းဖះเจ้าဆောင်ကိုတေချာကြည့်လိုက်ပြီးတော့ဟိုလီဟိုတယောက်ကဖះကိုကြီးညိုလွန်းလို့ခိုးပင်သွားတာတော့မဖြစ်နိုင်ဘူးလားဗျာအဖေကကျုပ်လက်မောင်းကိုလဝါနဲ့ရိုက်ပြီးတော့မင်းပြောရင်တလွဲကြီးပဲဖះစင်းလူကိုပူဆောင်မဲ့လူကဒီလိုခိုးမလားကွာတခိုးကလည်းစမ်းတယ်ဗျာအဲ့ဒီဖះစင်းလူတခုတည်းကိုပဲခိုးသွားတာဗျာ ဘုန်းကြီးကျောင်းကတခြားပစ္စည်းဘယ်ပစ္စည်းမှမပြောက်ဘူးအယုဆွာအဆုံးပြဖះเจ้าတော်ရှိမှထားတဲ့ငွေတွေတဝက်လောက်ပြည့်နေတဲ့အလူခံဘုန်းတော်မှဖောက်မသွားဘူးဗျာအလက်ကောင်ပြောတာမှန်လေတကြီးဒီချိန်လုံးညင်နေတဲ့ဥပဒါအခုမှထားပြောတယ်အဲတခုကဖះရုပ်ထုကိုခိုးသွားတာအကြောင်းတစ်ခုကိုရှိရမယ်ဗျဟိုဌာနဲ့ဆရာတော်ဖះဒီဖះစင်းတို့ကဘယ်လိုပုံစံမျိုးပါလဲပုံစံကတော့ထူးဆန်းနေတကားကြီးရဲ့စင်ခံမြင့်ရဲ့ဖះပဲအဲမင်းမြောက်တသားလူဟာတွေကလည်းပါသေးတယ် ။တစ်ဆေးတောက်ထားပြီးတော့နှက်ပြောင်းနေတာပဲ။ဥပဒါလည်းခေါင်းညိတ်လိုက်ပြီးတော့ဟိုဒီပြောင်းကိုဘယ်ရရတယ်လဲဆိုတာဆရာတော်သိပါသလားဗျာ။အဲဘယ်ရရတယ်လဲဆိုတော့အော်ဟုတ်ပြီ။ဟိုတို့ရသုံးရလေကဘောရီကုန်းကိုရှင်းတော့တွေ့တဲ့ဘုရားဆင်းတူပဲ။ဘောရီကုန်းဆိုတာဒကာကြီးတို့သိတဲ့အတိုင်းပဲလေ။ဘုရားပြန်ကြီးမဟုတ်လား။အဲဒါနဲ့ဒီဆင်းတူကိုဒီเจ้าကိုယူလာပြီးတော့သတင်းသုံးခိုင်းထားတာလေ။ တပီတော်မြင်ပြောရင်တော့ဘုန်းကြီးเจ้าကိုတက်ကလေးကလောကီပညာအစီအရင်ကိုတွေ့ရတယ်ဗျာပြီးတော့တเจ้าလုံးကပစ္စည်းကဘာပစ္စည်းမှမပြောက်ဖင်းနဲ့ဖျောင်းစင်းလူပဲပြောက်သွားပုံထောက်ရင်တော့တေချာဘော့ဒီစခိုးကဥစ္စာပစ္စည်းလိုချင်လို့ခိုးတာမဟုတ်ဘဲနဲ့လောကီပညာရဲ့တခုခုကြောင့်ခိုးသွားတာဖြစ်နိုင်ပါတယ်ဗျာဥပဒါပြောတော့အားလုံးကလည်းလက်ခံကြပါတယ်ဒါတွေထူးခြားတာကတော့ခြေရာတွေပါပဲဗျာခြေအားအနာပဲရှိတယ်ဗျာအပြာမရှိဘူးဒီလိုလုပ်ခဲ့တာရွာကိုစိန်ခေါ်ခဲ့တာပဲ အော်လဲဆရာမင်းတို့ဆိုရင်လက်ခဲကြဆိုပြီးတော့ဇင်ခေါ်တဲ့သဘောပဲဟာဒါဖြင့်ဒီတကုတ်လက်ထဲမှာဖျားစင်းတို့ကရှိသေးတယ်ပေါ့နော်သိကြတာပေါ့ရှင်ဖျားတကုတ်လက်ထဲမှာရှိဟုတ်ရှိသေးတယ်အဖေကလည်းဥပဒါကိုကြည့်လိုက်ပြီးတော့ဟိုဒီလိုဆိုရင်လည်းဥပဒါရဲ့ဥပဒါနဲ့ဘာဘာကိုညင်နိုင်မလားအဟုတ်ပါတယ်တကကြီးရဲ့ဟုတ်ပါတယ်တက်နိုင်ရေလုပ်ပေးပါတကဘာသာရဲ့ဦးစင်ရတော့ကျောင်းအပစ္စည်းကိုမပြောက်ပြက်စေချင်ပါဘူးအဲ့လေ တင်ပါတပိတော့အကူညီပေးပါမယ်ဖေဟိုဒါနဲ့ဥပဒါကြီးကြုံကြမှုထားတာကတော့တခိုးချေရချင်းမြင်းငါးမျိုးနဲ့ချေရပုံဖို့ရင်တခိုးကပစ္စည်းပြန်လာပေးရတယ်တဲ့မပေးရသွေးရံပြီးတော့သေးတယ်ဆိုပဲဗျအာမလုံးနဲ့တကြီးဒီနီးလန်းအောက်လန်းနီးပဲဗျမြင်းငါးမျိုးဆိုတာဖေဟမေအကြောင်းမေတိမ်မေတုတ်တန်မေလဲမေအတချို့ကလည်းလမ်းမေကိုတုံးကြတယ်အဲ့ဒီမြင်းငါးမျိုးအများစီပုံပြီးတော့အလဲမှာဖျောင်းနိုင်ထုံးနဲ့နီးလဲမယ် ဖယောင်းနဲ့မကုန်ခင်တကူကလာရင်လာမလာရင်သေရောဒါကအွန်လိုင်းနေတခုပဲအဲပြီးတော့ခိုးမိတာလောက်နဲ့သူတို့ဘာသာတင်မာမျိုးကိုကျုံမလို့ချိန်ဦးသေးချင်းအဲလေဥပဒါပြောတာလည်းနီးလန်းကြပါလေဟိုဒါဆိုဘယ်လိုလုပ်ကြမလဲဟိုကြံမွေးတစ်ချောင်းလောက်လိုပါတယ်သေချင်းကြံမွေးတော်မှာကျက်ဖရဲ့ဖင်တော်မွေးလိုပါတယ်ဥပဒါပြောတော့အဖေကလည်းခက်မြမြရှာခိုင်းတယ်ကျဖတကောင်ကိုဖမ်းပြီးတော့ဖင်အားစိမ့်ပြီးတော့ကော့နေတဲ့အမွှေးရှင်ကြီးတစ်ချောင်းကိုနှုတ်ယူပြီးတော့ဥပဒါကိုပေးလိုက်တယ် ခြေအောင်ကြံမွေးနေပုံမဲ့တကြီးခိုးတဲ့လူကတော့မခံမြဲနိုင်အောင်ရားပြီးတော့ရန်နေမိနေမယ်အဲ့လူကိုတကြီးတော့ဖမ်းတာဖမ်းဥပဒါလည်းပြောစုံနေခြေအောင်ကြံမွေးထိပ်ဖျားနေကလေးတော့တာပဲဗျာကျုပ်တို့ကလည်းကြောင်းအောင်ရောက်နေတဲ့ရွာတွေကလူတွေတဲကိုအကဲခတ်နေမိတယ်လူတွေအားလုံးကပုံမှန်ပဲဗျဒါနဲ့ကိုမြင့်နဲ့တိုင်ပင်ပြီးတော့ရွာတွေကိုလှည့်ရတော့တယ်အတဏျာကိုရောက်တော့ရွာသူကောင်မလေးတယောက်ကလှန့်ော်တယ်ဗျဟိုကိုမြင့်ကိုမြင့်တွေ့တာနဲ့အတော်ပဲဟေးဘာဖြစ်လို့တော့ ဟိုအဖေဘလို့ပြည့်တယ်မသိဘူးတဟားနဲ့ခွတ်ဒုခလန်ရဲနေတာရက်မရောက်ဘူးရှင့်ကိုမင်းနဲ့ကျောင်းလေးကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့အိမ်ပေါ်ကိုပြည့်တက်လိုက်တယ်အိမ်ရှိကမ်းမှာပဲဥတော်ကကြီးကိုတွေးလိုက်ရပါလေရောဗျာဥတော်ကကြီးကဂလီတွန်းခံတဲ့လူလူမျိုးကိုတဟားနဲ့ရင်းနဲ့ကျိုင်းမြန်မှာလှိမ့်နေပါဘူးဒါနဲ့ကျောင်းတဲ့ကိုမင်းကလည်းဥတော်ကရဲ့လက်ကိုဖယ်ညာတွဲပြီးတော့အိမ်ပေါ်ကနေဆွဲခေါ်လာခဲ့တယ်ရွာဦးကျောင်းကိုရောက်တဲ့အထိဥတော်ကရင်းနေတုံးပဲဗျာကျောင်းအောက်ကလူတွေကတော့ဘာလို့ဖြစ်မှန်းသိမှမရဘူးလေအကျုပ်တို့ညကဥတော်ကကိုကျောင်းပေါ်ကိုခေါ်သွားတော့မှ ဥပန္နာကလီထိုးနေတာကိုရက်လိုက်တယ်ဗျဆရာတော်နဲ့အဖေတို့လူကြီးတွေကဥတော်ကရင်နေတာကိုတွေ့တော့တော်တော်အံ့ဩနေကြတာဗျဟိုဒီလူပါပဲအရှင်ဗျဟာဒကာကြီးတော်ကပါလားဟိုဒကာကြီးတော်ကဆိုတာဒိုးချောင်းရဲ့အမကန်အလူဒကာတူဦးပဲကွာ तू ကဒါမျိုးလုပ်ပါမလားဆရာတော်ဥပဒါကိုသိမြုံညင်သေးဘူးဗျဥပဒါလည်းចောင်းပေါ်ရှိအောင်ចောင်းမွေးနဲ့ပေါ်တော့ဥတော်ကြီးမှလိမ့်နေအောင်ရေတော့နေဗျဒီတော့မှဆရာတော်ကလည်းယုံတာ ။ဥသောကတော့ရေအလုံးလို့တော်တော်မောနေချာသဗျာ။တော်တော်ကြတော့မှစကားပြောနိုင်တယ်။စကားပြောနိုင်တာနဲ့ဆရာတော်ကိုလက်အုပ်ချီပြီးတော့ကုန်းကြောတော့တာပဲဗျာ။တတပီးတော်ခွင့်လွှတ်တော်မူပါဗျာ။ဟဲ့ဖျားသကိုမင်းလှုပ်တဲ့အဖြစ်တွေကဘယ်လောက်ကြီးတယ်လဲဆိုတာမင်းသိရဲ့လား။ဖုန်းကြီးကျောင်းကဆင်းတူကိုမှခိုးရတယ်လို့ကွာ။တတပီးတော်မှားပါတယ်ဗျာ။တပီးတော်မှားပါတယ်ဗျာ။ဘာအခုမှမှားလာလဲ။ကဲပါဓာတ်ရိုက်ထားလိုက်ပါ။ဒါနဲ့ဘာဖြစ်လို့များဒီဖျားသိန်းတို့ကိုခုတ်ယူခဲ့တာလဲဆိုတာငါသိကျင်တယ်။ မှန်ပါရှင်ဖျားလွန်ခဲ့တဲ့သုံးရက်လောက်ကတပည့်တော်တို့အိမ်ကိုဧည့်သည်တယောက်ကရောက်လာပါတယ်ဖျားသူ့နာမည်ကမောင်မောင်လှလို့ခေါ်ပါတယ်အထက်လမ်းပညာရပ်တွေကိုလိုက်စားနေတဲ့သူပါဖျားဟိုမောင်မောင်လှဆိုတာဟိုရက်ကမင်းနဲ့အတူအကြောင်းကိုလိုက်လာတဲ့လူမဟုတ်လားဟုတ်ပါတယ်ဖျားအဲသူကဘုန်းကြီးကျောင်းကိုသွားရင်လည်းဖျားစင်းသူ့ကိုတွေ့တော့စိတ်ဝင်စားတယ်ဆိုပြီးတော့တပည့်တော်ကိုပင်ခိုင်းပါတယ်။တပည့်တော်ဆရာတော်ကိုပြောလို့ရမှာမဟုတ်ဘူးဆိုပြီးတော့ညင်တော့ဒီလူကတပည့်တော်ဦးတော်စိတ်ဆိုးသွားပါတယ်ဖျား။ပြီးတော့ဒီစင်းသူ့ကိုသူ့ရောက်အောင်ယူမယ်လို့လည်းပြောခဲ့ပါသေးတယ်ဖျား။ ေဖျားစင်းတူအောင်ပါမတ်မောနေတယ်အခုဒီလူပဲမလဲမမရှိတော့ပါဘူးဖျားတပီတော့မနဲ့အိယာနိုးတော့ तू မရှိတော့ပါဘူးဟင်ဖလိုလောက်ပြီးတော့မရှိတော့တာလဲကွပြီးတော့မင်းကခိုးပေးတာမဟုတ်လားတပီတော့လဲခိုးကြင်ပါမလားဖျားတပီတော့ညာအိယာဝင်ပြီးတဲ့အချိန်မှာမနဲ့အိယာနိုးတော့တမျိုးကြီးဖြစ်နေတယ်ဖျားပြီးတော့အိမ်မက်ထဲမှာလိုလိုအပြင်မှာလိုလိုနဲ့ကြောင်းမဟုတ်တက်ပြီးတော့ဖျားရုပ်ကိုယူပြီးတော့ပြန်ဆင်းလာတယ်လို့မဲ့ပါတယ်ဗျာဆရာတော်ကလည်းအဖေကိုကြည့်တယ်ဗျာအဖေကလည်းဥတော်ကောကိုကြည့်လိုက်ပြီးတော့ ဟိုကိုတော့ကခမားပြောတာသိကြသလားဒီကိစ္စတွေကိုခမားမသိဘူးဆိုတာအမှန်ပဲလားဟုတ်ပါတယ်သကြီးရဲ့နောက်ကျောဆောင်သားလို့ဒီမှုမှာခမားလဲပါနေတယ်ဆိုရင်တော့ခမားအဲ့ဒီကြောင့်အရေးယူခံရမယ်တော့အဖေကပြောလိုက်တော့ဥပဒါလည်းအဖေရှင်ကိုဝင်ရဲလိုက်ပြီးတော့ဟုတ်တယ်သကြီး तू ပြောတာဟုတ်ပါတယ်ဒီလူကတော်တော်လေတဲ့လူဗျအဘလိုလေတယ်ဆိုတော့ကျုပ်တို့ရောင်မှာပညာတတ်တဲ့လူတွေရှိတာကိုသူသိတယ်ဗျ။အဒီတော့သူကိုယ်တိုင်တတ်မခိုးဘဲနဲ့ဥဆောင်ကောက်ကိုပညာနဲ့ပြူစားပြီးတော့ခိုးခိုင်းတာပဲဗျ။အ ပြီးတော့တမင်ချေရတွေကိုခြံသွားခဲ့တယ်။တကြီးပြောတဲ့အတိုင်းသာမြင်းကားမျိုးနဲ့ဆင်ရဲဥတော်ကတေးမှာပဲဗျ။အဒီလိုဆိုတစ်ချက်ခုနှစ်ချက်ပြဖြစ်သွားမယ်လေ။ဥတော်ကတေးသွားရင်ဥတော်ကနှုတ်ပိတ်ပြီးသားလည်းဖြစ်။ဖျားစင်းသူကိုဘယ်မှာရှိတယ်ဆိုတာကိုလည်းဘယ်သူမှမသိတော့ဘူးပေါ့ဗျ။အော်ဟုတ်ပါဗျ။ဥပဒါကြီးဆုံးဖြတ်တာမှန်ပြီလို့ပြော။နှုတ်မဆိုကိုတော်ကအချောင်းသေးမှာဗျ။ဥတော်ကလည်းဒီတော့မှထိတ်လန့်သွားတယ်။ဒါဒါဒါဆိုဒီဒီလူကလူယုံမှာပေါ့။သေကြတာပေါ့ဗျာ ။ဟိုကျုပ်ကပြောတာတော့အထက်လဲလိုက်နေတယ်လို့ပဲပြောတာဗျ။ဒီမှာတော့ကရဲ့။အောက်လဲမကောင်းဘူးဆိုတာလူတိုင်းသိနေတာပဲ။ဒီတော့ तू မကောင်းတဲ့အကြောင်းကို तू ကပြန်ပြောပါမလားဗျ။မကောင်းတဲ့လူဆိုတာသူ့ကိုယ်သူလူကောင်းရောဆောင်ဖြူစင်တယ်ရောဟန်ဆောင်တတ်ကြတယ်ဗျ။ဟိုဥပဒါပြောတာတော့ဟုတ်မယ်ဗျ။ဒီစီတော့ကျုပ်ခံလဲရပြီဗျ။ကဲပါအဲ့ဒါတွေထားလိုက်ပါတော့ဒီစင်းတူကိုဘယ်လိုပြန်ယူမလဲအုတ်စင်းမှန်ပြန်ရမှာပေါ့ဆရာတော်ရေကဲတပည့်တော်တို့ခွင့်ပြုပါဦး ဥပဒါလည်းပြောရင်းဆိုရင်းနဲ့အเจ้าဘော်ကနေဆင်းသွားတယ်ဗျအဖေနဲ့လူကြီးတွေကလည်းဘာလို့လို့ဘာကရမှမသိဘဲနဲ့ကြံနေခဲ့တာပေါ့ဥပဒါကြီးကတော့တခုခုကိုတော့တီးတဲ့ပုံပဲဗျဒါနဲ့ကျောက်ကလည်းဥပဒါနောက်ကနေလိုက်ပြီးတော့ဆင်းသွားမိတယ်ထင်းတဲ့အတိုင်းပါပဲဗျဥပဒါကဘုန်းကြီးကျောင်းကနေဆင်းပြီးတော့ရွာပြင်ကိုတက်ထွက်သွားပါလေရောအပုံမှန်ဆိုရင်တော့ဥပဒါကျောက်ကိုခေါ်နေကြဗျအကူကဘာမှမခေါ်ဘဲနဲ့ဆင်းသွားတာဆိုတော့အကျုံးမသိစေချင်တာတခုခုရှိနေတဲ့ပုံစံပဲ။ဒါကြောင့်ကျောက်ကလည်းဥပဒေမသိအောင်အသာကလေးလိုက်သွားခဲ့တာပေါ့ဗျာ။ ။ရွာပြင်သုံးတန်တော်ကိုရောက်တော့ဥပဒါသုံးတန်တွေကိုချိုးဝင်သွားတယ်ဗျ။ကျုပ်ကလည်းခြုံွယ်လေးတစ်ခုကနေအတားလိုက်ချောင်းနေရတာပေါ့ဗျာ။သုံးတန်တော်နာခလန်းလန်းကိုရောက်တော့ဥပဒါဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဟဲ့ကောင်မောင်မောင်လားမင်းကောင်ကိုပုံနေလို့ရမယ်ထင်တာကွာထွက်ခဲ့တမ်းပါဟဲ့အောင်။ဥပဒါခေါ်နေပြီမဲ့ပဝင်းကြီးကတိတ်ဆိတ်နေတာပဲဗျ။မင်းထွက်မလိုက်မင်းကငေါက်ကဆွဲပြီးတော့ခေါ်လိုက်မှာတော့ဟဲ့ကောင်ဒီကမှာဥက္ကူတွေရဲ့ဂျားတွေကနေလူတယောက်ကမတ်တက်ထားရဲ့လိုက်တယ်ဗျာ လူပုံသဏ္ဍာန်တော့တွတ်တုတ်ခန့်ခန့်အသားမဲမဲနေပဲဗျဒီလောက်လူကြီးရာအုတ်ကူတွေရားထဲမှာဘလို့ပုံးနေတယ်ဆိုတော့ကြောက်ဖြစ်မတွေးတတ်အောင်ပါပဲမမောင်လာဥပဒေအောင်မြင်တော့မချီသွားဖက်ကလေးလုပ်ပြီးတော့ဟိုဟိုဥဒသန်ကြီးကရှိသေးတာကိုဟိုအကျုပ်ပြမရှိတော့ဘူးမှတ်တာဟေ့အောင်အပေါ်လေပြောမနေနဲ့ငါရှိမရှိကိုမင်းကပို့ပြီးတော့အတိမပေါ့ကွာငါရှိရှိဝေးမပြောချင်တော့ဘူးကွာပေးတဲ့ငါ့အဲ့ဒီစိတ်နူပေးဥပဒါကပြောတော့မောင်မောင်လားကလည်းသူလွယ်ထားတဲ့လွယ်ကြီးကိုတစ်ချက်ကြည့်ပြီးတော့ ိုဒါဒါတော့ပေးလို့မရဘူးဗျ။ယောပေးဆိုပေးတဲ့ကွာ။မင်းငါကြောင့်သိတယ်မဟုတ်လား။တိတိတိပါတယ်ဦးသားဆန်ယော။ဟိုဒါပေမဲ့ဒီစင်းတို့ကကျုပ်တို့အရေးကြီးလို့ပါဗျ။ဘလို့အရေးကြီးတာလဲဟောင်ပြောတဲ့။ဥပဒါရဲ့လေတန်းခတ်ထန်နေတာပဲဗျ။ပြပြောင်းနေပြီးတော့အမဲပြပြောင်းကြီးနေတဲ့သူ့ရုပ်ကလည်းအခုတော့မျက်မှောင်ကြီးကျုပ်လို့ဗျမမောင်လာကလည်းဥပဒါရဲ့အနောက်အသားလေးကတ်သွားပြီးတော့ဟိုဒီဒီလိုပါဥဒါတန်ရော ဟိုအခုမြိုင်းသားမှာဖျက်ကြခိုင်းဆိုတာပေါ်နေတယ်ဗျ။ဟိုနာမည်ရတာဖျက်ကြခိုင်းဆိုပေမဲ့ခိုင်းကအော်လန်းခိုင်းတိုက်တူးတဲ့ခိုင်းပေါ့ဗျ။ဖျက်ကြဆိုမှတော့ကောင်းတော်မလားကွာ။ဟိုအခုအခုသူတို့ခိုင်းကဥပဒါတို့ရွာ300ကျားဘောရီဂုံလို့ခေါ်တဲ့ဖျားသိတိပြကြီးကိုတူးဖို့လာတာတဲ့ဗျ။အူသူတို့ပြောသကားအရာဆိုရင်တော့အဲ့ဒီဇေဒီပြကြီးထဲမှာလဲကိုသီးတဲ့ရေနာတွေရှိတယ်ဆိုပဲဗျအဲ့တော့ဖျားပစ္စည်းတွေဖြစ်မှာပေါ့ကွဟုတ်အဲ့အဲ့ဒီတိုက်ကိုဖွင့်ဖို့ကဟောဒီစင်းတူလို့သဗျာ ဟိုဒီဒီစင်းနုကလည်းနည်းနည်းရအောင်မဟုတ်ဘူးဗျဟိုလောကီပညာရှင်နဲ့ဆင်ရင်ထားတဲ့တက်သားတွေကိုပေါင်းပြီးတော့လှုပ်ထားတဲ့တစ်ဆေးဖျားဗျ။ဟိုဒီဖျားစင်းတို့ကိုအမုတ်ကျိပြီးတော့ရလာတဲ့စေးမုံတွေကိုတိုက်ဖွင့်တဲ့အခါမှာသုံးဖို့ရတယ်ဗျ။ဟိုပြီးတော့ဒီဒီစေးမုံကဒီဒီဇိုင်းထဲမှာမဟုတ်ဘဲနဲ့အခြားတိုက်တွေကိုဖွင့်တဲ့အခါမှာလည်းသုံးနိုင်တဲ့ဗျ။ကောင်းကွာ။ဒါနဲ့ပဲမင်းကဒီစင်းတို့ကိုလာခိုးရတယ်ဗော။ခိုးပြီးတော့ဖျားစင်းတို့ကိုအမုတ်ချိန်ဦးမယ်လား။မင်းတို့ကောင်တွေရဲ့ဘဝကတော့မတွင်းရဲစရာပါလားကွာ။ ဟိုကျုပ်ကျုပ်လည်းလုံးချင်လို့လုံးရတာမဟုတ်ပါဘူးဗျကျုပ်သမီးလေးကနေမကောင်းတော့ငွေလိုတယ်ဗျအဲ့ဒါဖယားကြခိုင်းနဲ့ဝင်ပြီးတော့သူတို့ခိုင်းတော့လှုပ်ပြီးပြီးတော့ငွေရှာပေးနေရတာကျုပ်ကျုပ်သမီးကမန်လေးလောက်ကိုစိတ်မီခွဲစိတ်မအသက်ရှင်နိုင်ပါတဲ့ဗျဥပဒါလည်းမောင်မောင်လောက်ကိုကြည့်ပြီးတော့တနာသွားတဲ့ပုံပဲဗျမင်းကွာငွေလိုတာတခုတည်းအတွက်နေမှာဒီလောက်အုတ်တန်းကြတဲ့လုံးရကိုလုံးရသလားကွာကဲပါငါ့ကိုစိတ်ထူပြန်ပြီး ဟိုဘေးဘေးရင်ခိုင်းရဆရာကြီးတွေကကျုပ်ကိုစူမဘောဦးသားစံရဲ့ဒီမှာမင်းကိုငါပြောလိုက်မယ်အေးမင်းကိုတို့ကပြောရင် ဟောဒီရောဘာသာဆိုတဲ့ဆောင်ကလွတ်လွတ်လိုက်ပါတယ်လို့ပြောလိုက်မင်းရဲ့ဆရာကြီးတွေဦးသားငါစီကိုခေါ်လာခဲ့ဒီကိစ္စကိုငါရှင်းမယ်ဟုတ်ပလားမမောင်လားလေလွေတွေကသတင်းစာဆက်ကူနဲ့ပတ်ထားတဲ့ဖျားဆင်းသူကိုထုတ်လိုက်တယ်ဗျနောက်တော့မပေးချင်ပေးချင်တဲ့ဥပဒါကိုလှမ်းပေးတယ်ဥပဒါလည်းဖျားဆင်းသူကိုယူလိုက်ပြီးတော့ဟေးကောင်ငါလည်းမပါငယ်သွားတော့လေဘာလို့လဲ ဥပဒါဟောင်းလိုက်တော့မောင်မောင်လားတယောက်ကလည်းလန့်ပြီးတော့ပြေးတော့တာပဲဗျ။ဥပဒါသုံးတန်တွေကထွက်လာရင်လည်းကျုပ်ပုံးနေတဲ့အနောက်ကိုရောက်တော့ရက်သွားတယ်ဗျ။အလက်ကောင်ထွက်လာခဲ့ကျုပ်ပြန်အံ့ဩသွားတာပဲဗျာဒါနဲ့ပဲအုတ်ကူရဲ့နောက်ကနေထွက်ခဲလိုက်တယ်ဥပဒါဖျားစင်းသူ့ကိုကျုပ်ကိုလှမ်းပေးပြီးတော့အေးရော့ဖျားစင်းသူ့ကိုရွာဦးကျောင်းကိုပြန်ပြန့်သွားအဲပြီးတော့တခိုးကတုံးတန်ထဲမှာဖျားစင်းသူ့ကိုထားခဲ့တာပါလို့ပြောလိုက်မင်းတွေ့တာတွေကိုဘယ်သူမှမပြောနဲ့တော့ဟုတ်ဗလား ယုတ်ကလည်းဖျားစင်းသူကိုလှည့်ဝင်လိုက်ပြီးတော့ဟိုဒါနဲ့ဥပဒါကြီးကဟိုကျုပ်ကျုပ်လိုက်လာတာကိုသိတယ်တဲ့လားသိတာပေါ့ကွာမင်းရွာထွက်ကလေးကလိုက်လာမယ်ငါသိတာပေါ့မင်းတို့မောင်မောင်လားတို့နဲ့ပေးမတွေ့ဘူးဆိုတာဒီကောင်ကြီးကယုံမာတဲ့ကောင်ကြီးကွာငါမနိုင်ရင်မင်းတို့လုံးမဆုလို့မပြောတာရှင်းမလားကဲသွားဥပဒါပြောတာနဲ့ကျုပ်ကလည်းဖျားပိုက်ပြီးတော့ပြန်လာခဲ့ရတာပေါ့ဗျာဒီလိုနဲ့ကျုပ်တို့ရောဖျားခွင့်မှုကြီးကပြီးသွားပါဟောဗျာ ဥပဒါကြီးကြောင့်ဆိုတာတော့ကျုပ်ကလွဲလို့ဘယ်သူမှမသိလိုက်ဘူးဗျ။၃လရက်လောက်ကြာတော့ကျုံတဲ့ဥပဒါနေကအိမ်မထိုင်နေတဲ့စကားပြောနေကြပါဘောဗျ။ဒီချိန်မှာခြံထဲကိုကိုဝင်းခင်ကြီးတယောက်ကဝင်လာတယ်ဗျ။မျက်နှာကြီးကလည်းမှိုင်းလို့ဟိုတကြီးရှိလားလဲကော။မရှိဘူးဗျ။ဘယ်သွားတယ်လဲမသိပါဘူးဗျ။အော်ဒါနဲ့ကိုဝင်းခင်ဘာလာလို့လာလဲဗျ။တခိုးပြည့်တဲ့အစီရောလုံးဖြစ်ရဲ့လား။လို့ဖြစ်တာပေါ့ကွာအခုလာတာလေငါသားပြောင်းနေလို့ကွာအဲ့ဒါရွာမှာများရှိမလားဆိုပြီးတော့လာရှာတာကွာ ပြောဟိုကုန်းခဲ့တာဘလို့ဖြစ်ပြီးတော့ပျောက်သွားတာလဲမပြောတတ်ပါဘူးကွာငါအေးချေကိုပြန်ရောက်ပြီးတော့မကြပါဘူးဒီကောင်ဘွေဖောက်လာရောကွာအဲ့ဒါမနေ့ကပဲငါတို့လင်မြန်းနဲ့ရန်ဖြစ်ပြီးတော့အိမ်ပေါ်နေဆင်းမယ်ဆိုပြီးတော့ဆင်းချသွားလိရဲ့တို့ရမယ်ရောက်လာမလားဆိုပြီးတော့ငါမှလာရှာရတာကွာကြေသွားမယ်ကွာမေးဖေးလာရင်သာငါလာသွားတယ်လို့ပြောထားလဲဟုတ်ပလားကုန်းခင်ကခြံထဲကပြန်ထွက်မယ်လို့တယ်ဗျဩဒါနဲ့ကုန်းခင်သားရဲ့နာမည်ကိုပြောလို့လေဗျာ အေးငါသားနာမည်ကငလုံးလို့ခေါ်တယ်ကွနာမည်ရင်းကတက်ခိုင်းနေကွပြောရင်းဆိုရင်လည်းကိုဝန်းခင်ကလည်းခြံထဲကနေထွက်သွားတယ်ဗျဒီကောင်ငလုံးကအခုမှအသက်၁၈နှစ်လောက်ရှိသေးတာဗျကျုပ်ကခုံမပြန်ထိုင်လိုက်တော့ဥပဒါရဲ့မျက်နှာအံ့ဩနေတယ်ဟိုဥပဒါဘာဖြစ်တာလဲဗျအော်ဘာဖြစ်ရမလဲကွအဲ့ဒါငါ့အကြောင်းငါ့အကြောင်းကွဗျဘလို့ငါ့အကြောင်းလဲအော်ငါသူ့ရင်ကိုသခိုးမကတ်အောင်ဆိုပြီးတော့ခက်ခဲငါးချမ်းနဲ့ရိုက်ပြီးလိုက်တယ်မဟုတ်လားအော်အေးလေဗျာ အဲ့တော့ねသူသားအိမ်ရထွက်သွားတာနေရဘာဆိုင်တယ်ရဲ့ဗျဟဲ့ကောင်ရသူသားနာမည်ကတက်ခိုင်ဆိုကွဗျာတက်ခိုင်တက်ခိုင်တခုတခုဟာလက်ဆက်တော့တခုတက်ခိုင်ရောတောက်ကြတန်းနေလာဖြစ်နေပါလားကောင်းကွာတခုမလောင်ဆိုပြီးတော့ကက်ကင်းရိုက်ပေးလိုက်တာအခုသူ့အိမ်ကသူသားတက်ခိုင်ရမှမနေနိုင်မဲနဲ့အိမ်ပေါ်ကနေဆင်းပြေသွားပါရောလားကွာအာဥပဒါကြီးကလည်းတိတ်ပြီးတော့စိတ်မကောင်းမှဖြစ်ပါနဲ့ ဥပဒါကမကောင်းတာဖြစ်စေခြင်းနဲ့စိတ်နဲ့လှုပ်ပေးလိုက်တာမှမဟုတ်ပဲဗျ။ဟိုကျုပ်ပြောသလိုမှားတဲ့အခါလဲမှားမှာပေါ့ဗျာ။ဒါပေမဲ့ဒီမှစေတနာအမှမဟုတ်လား။ကဲစေတနာတွေဝိညာဉ်တွေလုံးမနေနဲ့။ငါလုံးလို့သူသားစင်းသွားတဲ့အကြောင်းအိုကေမသိသေးနဲ့ဟိ။ဒီများသီးလို့တော့ဓာဆွဲလာပြီးတော့ငါလည်းလာပြတ်နေဦးမယ်။ကဲငါလည်းလစ်ပြီးဟိ။ဥပဒါကပြောဆိုပြီးတော့အိန္ဒိယကနေခတ်တုတ်ထွက်သွားပါလိရောဗျာ။ကျုပ်ကလည်းဥပဒါရဲ့နောက်ကျောင်းကိုကြီးလိုက်ပြီးတော့ဩတခိုးတခိုး တာတခုတော်တော်ဆိုးပါလားအဲ့လိုရေရွလိုက်မိတယ်ဗျာဥပဒါကောင်းမှုနဲ့အင်အားထွက်ပြေးသွားတဲ့တက်ခိုင်ကအင်းကျေရွာသူတယောက်နဲ့ညားသွားပါလေရောလားဗျာအင်အားထွက်ပြေးပြီးတော့မိမယူသွားတယ်ဗောသူသားအင်းတော်ကြပြီးကလေးဟာကိုုံးခင်တို့လင်းများလည်းအင်းကျေရွာမှာပဲအခြေချဖြစ်တာဗျာရွာတော်မှအသိမရောက်တာကြာလာပေါ့ဗျာကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလန်ကောင်းလေးကတော့ဆရာကားတော်ကိုယ်တိုင်ရေးသားထားတဲ့ ဆုံးထိဥပဒါနဲ့တာတခုတော်တော်ဆူဆိုတဲ့ဇလန်ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ။နောက်မြောက်မှာလည်းဒီတက်စိတ်ဝင်စားတဲ့ကောင်းတဲ့ဇလန်ကောင်းမျိုးကိုတင်ဆက်ပေးသွားအောင်ပါမို့ဆောင်းမြောက်အပင်နာဆင်ကြပါအောင်ခင်ဗျာ။နားဆင်အပင်ခင်ကြတဲ့ပရိသတ်တယောက်ချင်းတီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရဲ့ခင်ဗျာ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ။